အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီစီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတော့တော့ကျွန်တော်မိတ်ဆွေတောက်ကြတာသမီအလုံးအတွက်ဆနေရ9လ2025ကနေ16ရက်9လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကိန်းကိုကနာတခွင့်စီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတောက်ကြတာသမီပေါ့လေအဲဒီတစ်ပတ်ကကလာမှာဘလို့ကံတရားလေးတွေရှိလဲဆိုတော့အလောက်ကံရစပြီးပြောကြပါဆိုပြန်နော် ။ဖြစ်ရမယ်ဆိုတော့တောက်ကြတာသူတွေလေဒီကလာမှာကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကင်တဲ့သူတွေဆိုရင် ပို့ပြီးတော့ကံကောင်းတယ်ဗောလေ။ဘာကြောင့်လဲဆိုတော့ဒီကလာမှာကိုပိုင်စီးပွားရေးတခုကိုစတင် account ထဲ follow အကောင့်သုံးသောကာလဖြစ်တာသွားတွေ့ရတယ်ခဏနော်။ဆိုတော့တယောက်အားနဲ့မရရင်တော့စုပေါင်းစပေါင်းလုပ်တဲ့ကိစ္စတွေကနေကောင်းတဲ့အကျိုးဆက်တွေရရှိတော့လေ။ကောင်းပါလေ။အဲတချို့ကကြတော့အလုတ်ဖြစ်ဖြစ်မဖြစ်နေရထိုင်ခင်းနှစ်ခုတည်းတစ်ခုပြောင်းလာရွှေ့လာမျိုးတွေကြုံရတဲ့ပြောင်းခံရင်လည်းကောင်းသောပြောင်းလဲခြင်းဖြစ်ပါတယ်ဗျာနော်စိတ်မပူပါနဲ့ အဲ့တော့ဖြစ်နိုင်တော့ကိုပိုင်စီးပွားရေးလေးပါတွေလုပ်တဲ့သူတွေဆိုရင်ဒီကာလမှာစိုင်းတွေပါတဲ့အသစ်ဖွင့်ရတာမျိုးတွေဂျုံဝတ်တက်ကင်းရှိတော့အမရန်ကောင်းတာပေါ့လေတောင်တို့တုတ်တို့တစ်တို့အစတရားဖြစ်ဆောက်လုပ်ရင်းနဲ့ပတ်သက်တဲ့လုပ်ငန်းဆောင်တာတွေလုပ်ရင်အရန်ကောင်းတယ်ကနော်ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးလုပ်ကနေတဲ့သူတွေဆိုရင်ဒီကာလမှာပို့ပြီးတော့အားကောင်းတယ်ကနော်အဲ့လုပ်ငန်းတွေကိုထပ်ပြီးရင်းနှီးပြီးမြုပ်နှံပြီးအလုပ်လုပ်ရင်ပိုကောင်းတယ်တို့ချက်လို့ကောင်းတယ်ကနော်လုပ်ပြအောင်လုပ်ပါအာဝန်ထမ်းတွေအနေနဲ့လည်းလက်ရှိလုပ်တဲ့အလုပ်မှာ လာသာတို့ရင်တို့မတို့ရင်ယာရုတို့အဲ့လိုအနေထားလေးတွေကြုံရတဲ့ကိန်းရှိတယ်။တခုတော့ရှိတယ်ဗျ။အဲ့ဝင်နှန်းရဲ့ဘဝမှာကျတော့သူကအများရန်အထက်အောက်ဆိုတာမျိုးရှိတယ်ဗောလေ။ဒီကလာမှာကအထက်ကဒုက္ခပေးတဲ့ထက်ဆာလို့ရှိရင်လုတ်ဖို့ကင်ပတ်အချင်းချင်းမနာလိုတိုက်ခိုက်တာလေးတွေများမယ်။အောက်လက်ငယ်သားတွေရဲ့စန့်ကျင်တော်လန်တိုက်ခိုက်မှုတွေတွေရင်ဆိုင်ရတဲ့တော့ဒရိထားပဲ။အဲ့ဒါကိုအကြောင်းပြုပြီးတော့နေရာထိုင်ခင်းအပြောင်းလဲဖြစ်တာတွေအားစကြုံရတဲ့ဂယုစိုက်ပေးပါဗျာနော်။ပြီးတော့တောက်ကြသားသမီးတွေဗောလေ။ အဲဒီကလာမှာတခုခုလုံမဲ့ကင်မဲ့ဆိုလို့ရှိရင်ကြာကပရိသတ်သမီးတွေနဲ့ပူတွဲတိုင်ပြီးတော့လုတ်ပေးပါဗျာနော်ပို့ပြီးတော့အဆင်ပြေတယ်ဗျာနော်လုံကောင်းကင်အတွင်းမှာနည်းနည်းလေးရှုပ်ချက်ခတဲ့အနေထားတော့ဖြစ်တတ်တယ်ဗောလေဒါပေမဲ့လို့ဘာမှဆက်မဘူးနဲ့မိမိတို့ဘက်ကအနိုင်မှန်တယ်ဆိုလို့ရှိရင်အနိုင်ရမယ်ဆိုတဲ့ကိစ္စမှာသွားပါတယ်ဗျာနော် ပြီးတော့ဒီကလာမှာသူကစိတ်တော့ကလေးတွေပြီးတဲ့အခါဗောလေကိုကြောင်ဖြစ်တယ်ဆိုတာနဲ့ဆိုင်ခန္ဓာကအလုတ်ထမဆိုအောက်နောက်ငယ်သားဆွဲအဲ့လိုမျိုးတွေဒုက္ခပေးတယ်ဗောလေမိသားစုတစ်ခုမှဆိုလို့ရှိရင်လည်းဆွေမျိုးညီကောင်မလုံးမသူတို့ကိုအကြောင်းပြုပြီးတော့ ပြဿနာလေးတွေအနောက်အချက်လေးတွေကြုံရတယ်လေဒီချက်တွေမှာဆိုရင်ကိုရဲမိသားစုတွေကနေတက်ကြီးရွယ်တွေကျမကြီးအညံ့ခိုက်လေးတွေဖြစ်ပြီးတော့ကွယ်လွန်ဆုံးမွားရတယ်ဆိုတဲ့သတင်းစကားလေးတွေအားစကြုံရကြားရတာလေးတွေဖြစ်တဲ့အတွက်အထူးသတိထားပေးပါလို့အကြံပေးခြင်းနဲ့အဲဒီကလာမှာမော်ဆိုဘိုလိုမော်ဆိုမာလိုတခုလက်လို့ပေါ့လေအိမ်အောင်ပြတ်ထားတဲ့သူတွေအိမ်ကိုဝင်ထွက်သွားလာနေတာမျိုးလေးတွေညာညာနေတက်ခိုးတာလေးတွေရှိရင်လက်မခံစေချင်ဘူးခိုက်တယ်လို့ခေါ်တာပေါ့လေအဲ့လိုမျိုးလေးတွေလက်ခံပြီးတဲ့နောက်ပိုင်း အဲအမှုငင်းပြဿနာလေးတွေဖြစ်တာအနောက်ရှက်လေးတွေဂျုံရတာစီးဝါကြတာဒါလေးတွေအစားသွားဂျုံရတော့တော့သတိထားပါဗျာနော်အဲကိုယ့်ရဲ့အိမ်ကိုအင်္ဂါတာသမီတရားတော့အဲညညနေလာရောက်တက်ခုမယ်ဆိုရင်တော့ तू ကကောင်းတယ်ဗောလေဂျန်နဲ့နေနာလေးတွေဆိုတော့အသိမကောင်းဘူးသတိထားပါအထူးသဖြင့်တောက်ကြတာသမီတွေအဝင်မတော်ပါဘူးဗျာနော်ပြီးတော့ဒီကနေ့မှာတချို့မိသားစုဆိုလို့ရှိရင်ကိုယ့်ရဲ့တာသမီလေးတွေအောက်လက်ငယ်သားလေးတွေကိုယ့်စီကအထွက်သွားတတ်တဲ့ဂိမ်းတွေပါတယ်အဲသတိထားပေးပါလို့အထက်တက်လည်းအကြံပေးခြင်းတယ် ငွေချင်းနဲ့ပတ်သက်လို့ရှိရင်တော့ဒီကလာမှာငွေချင်းကန်လေးတွေကောင်းတဲ့ကိန်းထဲမှာပါပါတယ်အရန်စိတ်မှုတွေကမလိုပါဘူးဗျာနော်အဲတခုပဲရှိတာပါအိမ်တော်ရုပ်ကိုအချောင်းပြုတ်ပြီးတော့ငွေကုန်ကြေးကြလေးတော့များတတ်တယ်ဂျန်တဲ့ကိစ္စလေးတွေကျွန်တော်စိတ်မပူဘူးနော်တချို့ကကြတော့ဒီပြပထွက်ဖို့ကြိုးစားရင်းနဲ့ပေါ့လေငွေကုန်ကြေးကြများတာမျိုးတွေအဲရင်းနှီးထားတဲ့ငွေလေးတွေတော်တော်များတာအချိန်ကုန်တာလေးတွေဖြစ်တဲ့ကာလလို့ခေါ်တယ်ဒါကလည်းစိတ်တော့မပူပါနဲ့ပြပသွားဖို့ကြိုးစားရဲဆိုရင်သွားဖို့သွားပြစ်လိုက်မယ်လောလောဆယ်မှာတော့သွားလာလှုပ်ရှားတဲ့အခါမှာမင်းဆိုးရတဲ့ကြောင့်အညံ့အခက်လေးတွေကြုံရတာ သွားလာမယ်လန်ခီလေးတွေထင်ကောအကြကြသွားတာလေးတွေတော့ဖြစ်တဲ့ကာလလို့ခေါ်တယ်။နည်းနည်းလေးအချိန်ကောင်းရလို့တော့မဟုတ်ဘူးပါလေ။ပညာရေးနဲ့ပတ်သက်ပြီးသွားမယ်ဆိုတဲ့သူတွေကတော့အနေများသွားရင်ပို့ပြီးတော့တခြားသူတွေတက်လွယ်ကူတယ်အဆင်ပြေတယ်ဗျာနော်။အကြောင်းတွေပါလေရှောက်ထားရင်အောင်မယ်ဗျာနော်။ဂျမိုင်းနဲ့ပတ်သက်လို့ရှင်တော့တောက်ကြတာသူတွေဒီကာလမှာဂျမိုင်းနဲ့ပတ်သက်ပြီးအညာခိုင်ဖြစ်လာခဲ့ရင်နှမျိုးဖြစ်တတ်တယ်။တမျိုးကတော့ဒီကာလမှာဒီစုံတစ်ခုသောအက်ဆီဒန့်လေးတွေဖြစ်လို့ဆိုပြီးတော့ခနာကောမှာထိမိခိုင်မိကျိုးပဲ့တာလေးတွေပေါ့လေ။တွေ့ထက်တောင်ဖြစ်တာလေးတွေကြုံရတတ်တယ်။သတိထားပါ ပောက်ကွဲတဲ့အရာတွေနဲ့ကြုံရတာလက်နက်ပစ္စည်းစုံစည်းရတာမျိုးတွေဖြစ်တဲ့တချို့ကတော့အက်ဆီဒန့်ပေါ့လေကားတွေဆိုင်ကတွေအက်ဆီဒန့်တွေဖြစ်တဲ့ဒရိထာယိုဒနာခန္ဓာကိုယ်မှာ96ပါးယောဂနဲ့ပတ်သက်ပြီးဖြစ်ရင်အယိုးနဲ့ပတ်သက်တဲ့ယောဂတွေတချက်ဒရိထာမယ်လေထိုးလေအောက်ဖြစ်ရင်နည်းနည်းလေးပြင်းထန်တဲ့သဘာဝရှိတယ်တချို့ကကြတော့အဲနှလုံးနဲ့ပတ်သက်ပြီးထိတယ်ပေါ့လေနှလုံးယောဂလေးတွေဖြစ်တာနှလုံးသွေးကြောကျဉ်းတာကျေတာပိတ်တာအဲ့လိုမျိုးတွေဖြစ်တဲ့ဂယုဆိုင်ပေါ့နော်အကြမ်းမှညာလို့ဆေးုံဆေးကံပြမယ်ဆိုလို့ရှိရင်လည်း အင်္ဂါတာသမီဆရာကိုနည်းနည်းပြရင်အနားနဲ့ဆင်းနဲ့အများဆုံးတို့ပြီးတက်တာပြောက်ဝင်ပါလိမ့်မယ်ဗျာနော်အစားအစာတွေအနေနဲ့ဒီကာလမှာဒူးရင်းစည်းတွေလည်းပေါ်လာပြီးလုံးဝမစားပါနဲ့နော်မတည့်ပါဘူးဗျာနော်ဒါအပြင်အမဲသားအစားချင်းကလည်းအတက်နိုင်ဆုံးလေးရှောင်ကျင်ပေးပါလို့အကြံပေးပြရစီနော်ပြည်ရင်းနဲ့ပတ်သက်ရင်တော့တောက်ကြတာသမီတွေကဒီတစ်ပတ်တာကာလမှာခொနည်းကတာသမီအလုံးနဲ့မှာကံအကောင်းဆုံးသော ကာလပဲဗျာနော်ဆိုတော့ကိုဘကလိုအပ်တဲ့ဝရိယအားပဲထည့်ပြီးကြိုးစားပါကျန်တာတွေကသူ့အလိုလိုဖြစ်တည်ထားလိုက်မယ်ဘာမှအဆင်မပြေဘူးနဲ့နော်ဒီကြောင့်မအောင်အဆင်ပြေပါတယ်အောင်မြင်တယ်ဗျာ လိုအပ်လောင်းဒီကလာမှာသင်တန်းအစ်တွေပါလေထက်တက်ရတာမျိုးတွေဖြစ်တယ်ဖြစ်ခိုင်လဲကောင်းတယ်ပညာကောင်းသင်ရတာပေါ့လေဆရာကောင်းသမားကောင်းနဲ့စုံစည်းရတတ်တယ်ပြီးတော့ဒီကလာမှာအလုပ်တွေပါလေရပြီဆိုတော့အဲ့ဒီလောက်ကကိုယ့်အတွက်အဆင်ပြေတယ်ကောင်းမွန်တဲ့အလုပ်ရှင်တွေနဲ့စုံစည်းရတတ်တဲ့ကိစ္စမှာသွားပါတော့လေအဲကိုဝိုင်းဝင်းကူညီမှသားမဲ့သူတွေနဲ့စုံစည်းရတဲ့ကာလလို့ပဲဆိုကြပါတော့အဲ့တော့ဘာသာရေးတာဖိလုပ်တယ်ရှစ်ပုံရှစ်ကံပါတဲ့သူတွေဆိုရင်ပုံကူပုံကူမြတ်တွေနဲ့ပါစုံစည်းရတတ်တဲ့ကိစ္စမှာပါတယ်ဗျာနော် အချစ်အိမ်တော်နဲ့ပတ်သက်ရင်တော့တောက်ကြသားသမီးတွေအဲဒီကလာမှာချစ်သူမရှိတဲ့သူတွေဆိုရင်ချစ်သူရလာလိမ့်မယ်နော်ချစ်သူရှိတဲ့သူတွေကလည်းအိမ်တော်တွေဘာတွေရုပ်ပြရထကြတာမျိုးတွေအစားဖြစ်တော့ကောင်းတယ်အဲဒါပေမဲ့လို့မကောင်းတာလေးတွေတော့နည်းနည်းရှိတယ်ဗျာနည်းနည်းတော့ထည့်ပြောဦးမယ်အထူးသဖြင့်ချစ်သူအိမ်တော်ဘက်ကလည်းအဲစနေသားသမီးတို့ပြီးတော့တနင်္ဂနွေသားသမီးတို့ဆိုရင်တော့ဒီကလာမှာနည်းနည်းလေးအညံ့အခိုက်ရှိတယ်အခမဲ့တဲ့သူတို့ကိုအကြောင်းပြုပြီးတော့တော့မှအမှုကင်းဖြစ်တာလေးတွေကြုံရတတ်တယ်နော်ဂီယူစားပေးပါ အထွက်အနေတွေမှာရှိတယ်လို့သတိထားပေးပါလို့အကြံပေးခြင်းနဲ့ဒီချက်ကတော့ပြဿနာမဟုတ်ဘူးမရှိခဲ့ဘူးဆိုတော့မှတယောက်တက်နေရသည်ခွဲပြီးတော့နေရတက်တဲ့သဘာဝလေးရှိတော့လေဂယုစိုက်ပေးစေခြင်းနဲ့အဲ့မှာပြောစရာတခုရှိလို့ခရီးနဲ့ပတ်သက်ပြီးတော့ဒီကတော့မှခရီးတော့အောင်သွားပြစ်လိုက်မယ်သွားလာလည်းကိစ္စမရှိဘူးသွားပါဒါပေမဲ့လို့သွားလာလှုပ်ရှားတဲ့အခါမှာတော့အန်ဒီရဲ့ကင်းတဲ့နေရာလေးတွေကိုဦးစားပေးပြီးသွားစေခြင်းနဲ့သွားလာတဲ့လမ်းမှာအဖမ်းစီအစ်စစ်စီအမေခံအနာအချုံအောင်လုံးဝကြာတာမဟုတ်တော့တော့မှခိတာခဏဖြစ်စီပေါ့လေကြာဆသွားတာမျိုးလေးတွေသွားချက်ဝမ်းတော့တော့သတိထားပါ စနေခိုက်ပြီးဆိုရင်မင်းအစိုးရနဲ့ပတ်သက်ပြီးဖြစ်စေအမှုကင်အထောက်အောင်ဖြစ်ရတဲ့ကိန်းလေးရှိတယ်မပေါ်ဆက်နဲ့နော်မေလာ၁၂ရက်၁၄ရက်၁၆ရက်၁၈ရက်၁၈ရက်အဲ့ရက်တွေဇက်တိုင်းအမရန်ကန်ကောင်းတယ်ဗျစံစီစေးစားစက်ပစ္စည်းနဲ့ပတ်သက်တာဖြစ်စေပဲလို့ပြောင်းလို့ပွဲရုံလုပ်ငန်းတို့ပွဲစားလုပ်ငန်းတို့ပညာရေးနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုလုပ်ငန်းတို့အဲ့လုပ်ငန်းကနေငွေကြေးများစွာအဆင်ပြေတဲ့ကိန်းလေးကျောင်းဝန်တဲ့ပညာရေးနဲ့ပတ်သက်တဲ့လှုပ်ဆောင်တဲ့ကိစ္စတွေမှန်သမျှအောင်မြင်တယ်ဗျာ ကိုယ့်ရဲ့ဩဇာအရှိန်အဝါတွေအောင်မြင်စွာကြီးထွားလာနိုင်မယ်။အလုတ်ကိုင်းအဆင့်တန်းတွေတိုးတက်လာနိုင်မယ်။ကိုတက်ထိုင်တက်မြောက်ထားတဲ့ပညာတွေကိုလက်တွေ့ဘဝထဲမှာအသုံးချနိုင်စွာနေတွေရှိလာနိုင်မယ်။မေလ73ရက်75ရက်အဲ့ရက်မှာတော့အညာအခိုက်တွေရှိတယ်။အဲကိုကရိုင်မဟုတ်ရင်တော့မှကိုယ့်ရဲ့မိသားစုဆွေမျိုးညီကောင်မောင်နှမတွေကိုအကြောင်းပြုအောက်လက်ငယ်သားတွေကိုအကြောင်းပြုပြီးတော့အဆင်မပြေမှုတွေကြုံရတယ်။အောက်လက်ငယ်သားတွေရဲ့စန့်ကျင်တော်လှန်တိုက်ခိုက်မှုတွေရင်ဆိုင်ရတာကိုယ့်စီကထွက်သွားတာလေးတွေအစကြုံရတယ်တော့လေ။အဲဒရိတတော်လေးထားပေးဖို့အကြံပေးခြင်းနဲ့ အရင်ဒီတုံးသူတွေနောက်ကျော်ဒါနဲ့ထိုးတတ်တယ်ဂရုစိုက်ပါဗျာနော်အထူးသဖြင့်စနေသားသမီးဗုဒ္ဓဟူသားသမီးတွေပို့ပြီးဒုက္ခပေးတတ်တယ်မမေ့ပါနဲ့နော်အဲ့တော့ကန်ဒီယာရဲ့ထောက်မမှုတွေအပြေအဝရအောင်အညိုရောင်အပြာရောင်နှုတ်နှစ်ရောင် မိခိုးရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါဒါအပြင်မိမျိုးပန်းရောင်စုံပိန်ပန်းကြာပန်းကြောက်စိန်ပန်းအဲ့ပန်းတွေကိုမိမိတို့ယုံကြည်ကိုတဲ့ဖခင်မှာဖခင်ပန်းကတ်တာပဲဖြစ်ဖြစ်နေရည်အဲ့ကနေမှာအလဘပန်းထိုးတာမျိုးပဲဖြစ်ဖြစ်ပြုလို့သုံးဆွဲပေးပါ အဲ့ကျွန်တော်မိတ်ဆွေတောက်ကြတာသမီးတွေပေါ့လေအဲဒီတစ်ပတ်ကာလမှာကောင်းတဲ့ကံတွေအများကြီးရှိသလိုအနှဲငယ်တော့အညာအခက်တွေလည်းရှိတာပေါ့ရှိတော့ဒီအညာတွေကင်းပြီးတော့ကောင်းတဲ့ကံတွေပူကောင်းဖို့အတွက်ရရရာလေးခြေရမယ်ဗျာနော်အဲ့တော့ရရရာနေနဲ့ဘယ်လိုခြေရမလဲဆိုလို့ရှိရင်စွန့်ခံကြရတဲ့ရဟန်းတန်ခါတော်တစ်ပါးပါကိုဖိချံကပြောသည်လေးလူတန်းဒါနာပြုပြအောင်ပြုပေးလိုက်နော် ကောင်းတဲ့ကံတွေကအေကံမုတ်ချပူကောင်းသွားမယ်ကြုံရတဲ့အညာတွေပြေပြောင်းခြင်းလဲဆိုရင်စာကလေးငါလေးသုံးကောင်လွတ်ပြအောင်လွတ်ပေးလိုက်နော် အထုံအောင်ဖြစ်တဲ့ဟာလေးတွေအမှုခင်ဖြစ်တဲ့ဟာလေးတွေကအစအညာခိုက်တွေအားလုံးပြေပြောက်သွားပါလိမ့်မယ်။တောက်ကြတာသမီးအားလုံးစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါရစေ။